အိမ်မက်ဆိုတာနဲ့ပတ်သက်ပြီးတော့မြန်မာစကားအိမ်မက်ဆိုတာပါဠိလိုကြတော့သူပိနလို့ခေါ်တယ်သူပိနသို့မဟုတ်သူပိနန္တအဲ့ဒီစကားလုံးနှလုံးနဲ့အသုံးပြုပြီးတော့အိမ်မက်ဆိုတာအိပ်ပြောနေတဲ့အချိန်မှာမြင်မဲ့လေးရှိတဲ့စိတ်ရခံစားမှုရုပ်ရခံစားမှုစိတ်ရခံစားမှုတစ်မျိုးအိမ်မက်လို့ခေါ်တယ် အိပ်ပျော်နေတဲ့အချိန်မှာမြင်ရလေးရှိကြတယ်တွေ့ကြုံခံစားရလေးရှိတယ်အဲ့တော့ဒီနေရာမှာအိပ်မက်ဆိုတဲ့သဘာဝတရားကိုအဝိဓမ္မာသဘောအရကြည့်နေမယ်ကြည့်မယ်ဆိုရင်နှစ်နှစ်ခြိုက်ခြိုက်ကြီးအိမ်မောကြနေတဲ့အချိန်မှာမက်တာကိုအိပ်မက်ခေါ်တာလားလို့ဆိုမဟုတ်ဘူးတဲ့နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပျော်နေလို့ရှိရင်ဘဝင်စိတ်လို့ခေါ်တဲ့ ်ငြိမ်သက်တဲ့ပရိသေရိစိတ်လိုအတိတ်ကအာယုန်တစ်ခုနဲ့ငြိမ်သက်စွာ ဖြစ်ပေါ်နေတဲ့ဘဝင်စိတ်စင်စက်မပြတ်ဖြစ်နေတဲ့အခါလူတွေဟာအိမ်မက်မက်မက်ဖဲနဲ့အိမ်မောကြနေတတ်တယ်ပေါ့နင်းနေချိုက်ချိုက်အိပ်ပျော်သွားတယ်အိမ်မက်မက်မက်ဘူးအိမ်မက်မက်တယ်ဆိုတာကပိမိတ်္တပရိဒ်တဲ့စာပေကျမ်းကမှာ ကပိမိတ်္တ မြောက်မီးငိုက်လို့ဘာသာပြန်လေးရှိတယ်ကပိဆိုတာမြောက်မိဒာဆိုတာငိုက်တာမြောက်များဆိုတာအလုံးသိကြတဲ့အတိုင်းတိပ္ပံမောနေတဲ့တရဝအဲ့တော့တိပ္ပံမောနေတဲ့တရဝဆိုတာဟာမြေကြီးပေါ်နေရတာလို့လွတ်လွတ်လပ်လပ်ကြီးမဟုတ်ဘူးတိပ္ပံမောကခြေကျော်လက်ကျော်ဖြစ်ဖို့၄အချိန်မြေဖြစ်နိုင်ဒါကြောင့်မို့မြောက်များဟာအိတ်လိုက်ပြီဆိုရင် ဖြတ်ခနဲ့အိပ်ပြောသွားလိုက်ဖြတ်ခနဲ့နိုးလိုက်ဖြတ်ခနဲ့အိပ်ပြောလိုက်ဖြတ်ခနဲ့နိုးလိုက်အဲ့ဒီလိုမြောင်မီးငိုက်လို့ခေါ်တယ်နှစ်နှစ်ခြားခြားကြီးတခါတည်းအိပ်ပြောသွားတာမျိုးမရှိဘူးတဲ့အဲ့ဒီလိုမြောင်မီးငိုက်တယ်လို့လူဟာအိပ်ပြောတဝက်နိုးတဝက်ဆိုတဲ့အချိန်မျိုးမှာရောက်တဲ့အခါဘဝင်စိတ်ဖြစ်လိုက်ဝီထိစိတ်ဖြစ်လိုက်ဘဝင်စိတ်ဖြစ်လိုက်ဝီထိစိတ်ဖြစ်လိုက်ဘဝင်စိတ်ဆိုတဲ့ ပစ္စိမိုင်းလို့ခေါ်တယ်။ဒီဘာမှလှုပ်ရှားမှုမရှိတဲ့စိတ်အရင်ဖြစ်ပေါ်လာတဲ့ခါမှာတွေ့ဝေမိမောအိပ်ပျော်သွားပြီ။ဝိတိစိတ်လေးဖြစ်တဲ့အခါမှာစိတ်လှုပ်ရှားမှုလေးတွေပေါ်လာ။သို့သောဘဝစိတ်နဲ့ဝိတိစိတ်ကအလင်းအမြန်ဖြစ်နေတာဖြစ်သည့်တည်းကြောင့်ဝိတိစိတ်ကြီးနိုးနေသလိုလဲသူက action တွေမရှိဘူး။သို့သောစိတ်ခံစားရမှုတွေမှာတော့ အလုံးအိမ်မက်ဆိုတာလူတိုင်းမက်ဖူးကြတာဖြစ်သောကြောင့်အိမ်မက်ရဲ့အတွေ့အကြုံတွေကတော့ရှိနေကြတာပဲပေါ့နော်အိမ်မက်မက်ဖူးကြတယ်အဲ့ဒီအိမ်မက်ဒီမက်တယ်လို့ဆိုတာနိုးတဝဲအိပ်ပျော်တဝဲမြောင်မြင်းငိုက်တဲ့အချိန်မျိုးမှာအိမ်မက်မက်လေးရှိတယ်တဲ့ဒီလိုဆိုတယ်အဲ့တော့အိမ်မက်မက်တဲ့ဟာလူတိုင်းမှာအိမ်မက်မက်သလားလို့ဆိုတဲ့အခါကျတော့ ုရုရှင်ပုဂ္ဂိုလ်တွေဟာအိမ်မက်မက်တက်တယ်အိမ်မက်မက်လေးရှိကြတယ်တခါသောတပန်တက္ကရာကံအနာကံဆိုရက်အနေထားရောက်တဲ့ခါမှလည်းအိမ်မက်မက်တယ်အိမ်မက်မက်တက်တယ်ရဟန္တာဖြစ်သွားလို့ရှိရင်တော့စိတ်ထဲမှာဝိပ္ပန္နတာလို့ဆိုရက်အမမာရာတွေတိမာရာတွေမရှိတော့ဘူးကင်းစင်ပြီးစိတ်စင်ကကြည်လင်သွားတာဖြစ်တော့ကြောင့် ယဟန္တာပုဂ္ဂိုလ်များကြတော့အိမ်မက်မက်လေးမရှိဘူးဒီလိုဆိုတယ်နော်ဖရာယဟန္တာတွေဟာအိမ်မက်မက်နဲ့မမက်ဘူးအိမ်မက်မက်တာပုထုဇဉ်နဲ့သိခလို့ပြောသာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေမက်မက်ကြတယ်သောတပန်တဂရကအနာဂံအထိအောင်အိမ်မက်မက်မှုတွေရှိတတ်တယ်အဲ့ဒီလိုလောကကြီးမှာလူတွေဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အခါရှိသလို့ နစ်နစ်ချာချာမဟုတ်ပဲနဲ့နိုးလိုက်အိပ်ပြောလိုက်နိုးလိုက်အိပ်ပြောလိုက်ဖြတ်ခနဲ့နိုးလာလိုက်ဖြတ်ခနဲ့အိပ်ပြောနိုးတာတောင်မှတိတိတသာကြီးနိုးတာမျိုးမဟုတ်ပဲနဲ့ဘဝင်စိတ်ကလေးကဝိသိစိတ်ကို ကုပြောင်းမှုလေးတွေဆိုတိတိချာချာနိုးတာမဟုတ်သည့်အတွက်ကြောင့်လူအနေနဲ့ကဘာမှတိတ်ပြီးတော့မသိလိုက်ဘူးအိမ်မက်ထဲမှာပဲတွေးကြုံနေရတဲ့အာယုန်နဲ့ပဲလှူရှားနေတယ်အဲ့ဒါလို့ အိမ်မက်မှုဆိုတာလူတိုင်းလူတိုင်းခံစားကြရအဲ့ဒါလိုခံစားတဲ့အခါမှာအိမ်မက်ဆိုတာကုသိုလ်လားအကုသိုလ်လားကုသိုလ်အကုသိုလ်မှတပားလားလို့မေးခွန်းမေးထုတ်เสียရှိတယ်ပေါ့အိမ်မက်မဲ့တဲ့အခါမှာရမယံခါအိမ်မက်ထဲမှာဒေါသတွေထွက်နေတာတို့အိမ်မက်ထဲမှာတူတူယောက်ကို ရိုက်နဲ့တတ်ဖြတ်တာတို့ဒီလိုအိမ်မက်ထဲမှာဒုစရိုက်မှုတစ်ခုကိုကျွလွန်ပြီး လောဘတွေဒေါသတွေလွှမ်းမိုးပြီးတော့အိမ်မက်ထဲမှာဖြစ်နေတယ်။တခါတည်းကကျတော့အိမ်မက်မဲ့ရင်ကလူဟာပေါက်ထွက်လာပြီးတော့အတန်ဒီပါထွက်လာသည်ထီအောင် ဖြစ်တတ်တယ်ပေါ့နော်။စိတ်ခံစားချက်မှုတွေပြင်းထန်လာတဲ့အခါမှာအိမ်မက်တင်တာမန်စိတ်ထဲတင်ဖြစ်ရုံပြမကအတန်ထွက်လာသည်ထီအောင်ဖြစ်လာတတ်တာမျိုးတွေလည်းရှိတယ်ပေါ့။အကုသိုလ်စိတ်နဲ့ခုနကအိမ်မက်ထဲမှာတတ်တယ်ဖြတ်တယ်ဒူးဆဲမှုတွေလုပ်တယ်ဆိုတာတွေ ြောက်လို့ပြေးရတာတို့တစုံတယောက်ရန်သူတွေကကိုယ်ဝိုင်းလိုက်လို့ပြေးရတာတို့အဲ့ဒီလူဟာမျိုးတွေစိတ်ရဲ့ခံစားမှုတွေမကောင်းတဲ့စိတ်ခံစားမှုတွေနဲ့မက်တဲ့အိမ်မဲအကုသိုလ်ပဲတဲ့ဒါအဲ့ဒီလူမဟုတ်ဘဲနဲ့ကြည်လင်းအေးမြစွာ တောတောင်ရင်ကြီးချီညိုပွဲကောင်းတဲ့ဘုရားပထိုးတွေလဲပြီးတော့ရှ िख ိုးရတယ်ဒီစာသင်နေတာတို့ တရားနာနေတာတို့တရားအထုတ်နေတာတို့စသဖြင့်ဖျားဖူးနေရတာတို့ဒီလိုကောင်းတဲ့အနေအထားမျိုးတွေနဲ့လည်းပဲအိမ်မက်ကမက်တတ်တယ်အဲ့ဒါကြတော့ကုသိုလ်ဖြစ်တယ်ဆိုလိုတာကကုသိုလ်လုပ်ငန်းနဲ့အိမ်မက်မဲ့ရင်ကုသိုလ်စိတ်အကုသိုလ်စိတ်တွေနဲ့အိမ်မက်မဲ့လို့ရှိရင် အကုသိုလ်စိတ်ဖြစ်တယ်ဒါဖြင့်အဲ့ဒီကုသိုလ်အကုသိုလ်တွေကရောအကျိုးပေးသလားမေးမယ်ဆိုလို့ရှိရင်ဘဝတစ်ခုကိုဖြစ်စေတတ်တဲ့ ပရိတရေချိုးအဲ့ဒီပရိတရေချိုးကိုတော့မပေးနိုင်ဆိုလိုတာ rebirth လို့ဆိုတဲ့ဘဝတစ်ခုမှာမွေးမွေးဖွားမှုကိုဖြစ်စေနိုင်လောက်တဲ့ကံမျိုးစေတော့မဟုတ်ဘူးနော်အဲ့ဒီအိမ်မက်တဲကစေရနာနဲ့ဘဝတစ်ခုမှာသရဝါအနေနဲ့ဖြစ်လောက်အောင်အဲ့ဒီစေရနာကမျိုးစေမအောင်ဘူးတဲ့သို့တော်လဲ ဘဝလို့ဖြစ်လာပြီးတဲ့ဈာထဲမှာပဝတိလို့ခေါ်တာဘဝတစ်ခုဖြစ်စဉ်အတွင်းမှာတော့အိမ်မက်သေးကအကုသိုလ်အိမ်မက်သေးကကုသိုလ်တွေဟာအကျိုးသက်ရောက်မှုတွေရှိတတ်တယ်လို့သူတို့ဆိုတယ်ဟမ်အဲ့တော့အိမ်မက်မက်တဲ့အခါမှာကောင်းတာတွေမက်မယ်ဆိုရင် ကောင်းကျိုးချမ်းသာအကျိုးသက်ရောက်မှုကိုဖြစ်စေတယ်အိမ်မက်ကအကျိုးပေးသေးတယ် မကောင်းတာတွေကြီးပဲအိမ်မက်မဲ့နေမကောင်းကျိုးတွေကလည်းတက်ရောက်မှုဖြစ်စေနိုင်တယ်လို့စာပေကျမ်းကမှအဲ့ဒါလို့ဆိုထားတယ်ဘောဓုတ္တမသားစရာပေါ့နော်အိမ်မက်ဆိုတာအလုံးကြဘူးကြလိမ့်မယ်ဘုရားရဲ့မေတော်မေတော်မာယာဒေဝီဟာဖျားလောင်းလေးတန်တေခတော့မယ်ဆိုတော့လေသူလည်းအိမ်မက်မဲ့ခဲ့တာပဲပေါ့အိမ်မက်မဲ့တယ် နမင်းကြီး၄ပါးကမိမိအိတ်နေတဲ့တလုံးကိုထမ်းယူပြီးတော့ဟိမောတာတောင်ကငွေတောင်ဘက်ကိုသဲဆောင်သွားပြီးတော့ငွေတောင်ထဲမှာအဲ့ဒီလှိုင်ကူကြီးအတွင်းမှာငွေဗိမှန်နဲ့တလုံးကိုထားပြီးတော့ရေမိုးချိုတန့်စင်ပြီးအဲ့ဒီမှာအိတ်နေတဲ့အချိန်မှာအနည်းနာမှရှိတဲ့ရွှေတောင်ကြီးတစ်ခုပေါ်မှာကျက်စားနေတဲ့ ဆွတ်ဆွတ်ဖြူတဲ့ဆင်ပြူတော်ကြီးဟာအဲ့ဒီရွှေတောင်ကြီးပေါ်ကနေဆင်းလာပြီးငွေတောင်ဘက်ကိုလာလာပြီးတော့အဲ့ဒီငွေတောင်ထဲမှာမေရမယာလျောင်းဆက်နေတဲ့ခန်းထဲကိုဆင်ပြူတော်ကြီးကဝင်လာပြီးလက်ရရည်လှိပြီးလက်ရနံပါတ်ကိုဖောက်ထွင်းပြီးတော့ဝန်းထဲဝင်သွားတယ်လို့အိမက်မက်တပေါ့ဒါဘုရားလောင်းနေတန်ဒီခါတော့ကမက်တဲ့အိမက်ဒီလိုအိမက်ဆိုတာမျိုးက အမျိုးမျိုးတော့မက်တတ်ကြတယ်ပေါ့ထူးထူးဆန်းဆန်းနေလဲမက်ကြတယ်ပေါ့အဲ့တော့အိမ်မက်မက်တာဟာဘာကြောင့်မက်တာလဲအိမ်မက်မက်တာအเจ้าမက်ဖြစ်တာလားလို့ဆိုလောကမှာအเจ้าမရှိဘဲနဲ့ဘာတစ်ခုမှမဖြစ်ဘူးအိမ်မက်မက်တာလည်းပဲအเจ้าရှိတယ်အိမ်မက်မက်ခြင်းရဲ့အเจ้า၄မျိုးလို့ဒီပါဠိစာပေကျမ်းဂန်မှာတော့ဆိုထားတယ် အမဲမဲ့ပြီဆိုတဲ့အခါမှာဘာကြောင့်မက်တတ်တယ်လဲနံပါတ်1အကြောင်းကတော့ကျမ်းမာတဲ့ကျမ်းမာရေးအခြေအနေကြောင့်မက်တာလူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်အဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောရင်ဓာတုခောဘလို့ခေါ်တယ်ဓာတုခောဘဓာတုဆိုတာဓာတ်ကြီး၄ပါးပထဝီယာဝတိသောဝါယောဆိုဓာတ်ကြီး၄ပါး အဲ့ဒီဓာတ်ကြီးလေးပါဟာမငြိမ်မမျှဖြစ်ပြီးမငြိမ်မသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်ခါမျိုးမှာစိတ်ခံစားမှုတွေပေါ်လာတတ်တယ်တဲ့အိပ်ပျော်နေရင် စိတ်ခံစားမှုတွေပေါ်လာတယ်။ဇမယေခြေနေရဥမာမဲပထဝီဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းနေတဲ့အခါမျိုးရှိတယ်။အာဘောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကအေးစိတ်ပြီးတော့ အယိတ္တိများလာတဲ့သဘောတွေရှိတယ်။တိဇောတ္တိများလာလို့ခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်။ဝါယောတ္တိများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှောက်ရှားမှုတွေဖြစ်ပေါ်လာတယ်။အဲဒီလိုဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဓာတ်အခြေအနေလွန်ကဲမှုအကြောင်းပြုပြီးတော့အိမ်မက်တွေကအမျိုးမျိုးမက်တတ်တယ်ပေါ့။ဝါယောတ္တိလွန်ကဲပြီဆိုလို့ရှိရင် လူဟာကောင်းငင် ပြန်တက်သွားသလိုအိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့။ အာဝရတ္တိလွန်ကဲနေပြီဆိုရင် ရေထဲမှာရေကူးနေရတဲ့အိမ်မျိုးတွေမက်တတ်တယ်ပေါ့အဲဒီလိုဓာလေးပါခံစားမှုကိုအကြောင်းပြုပြီးတော့ဓာလေးပါအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်မက်တွေမက်တတ်တယ်ပထဝီဓာတ်တွေလွန်ကဲနေပြီဆိုရင်ရန်သူတွေကလိုက်တာ မလှုပ်နိုင်မရှက်နိုင်ဖြစ်နေတာမျိုးတို့ထားလို့မရတာမျိုးတွေတို့ဓာမျိုးတွေမက်တတ်တယ်ပေါ့အဲဒီလိုစိတ်ထဲမှာဓာလေးပါ ခြောက်ချပြီးတော့ ကျမ်းမာရေးခြေနေအနေထားတစ်ခုကြောင့်မက်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မက်တာဓာတ်လေးပါမညီမညာဖြစ်လို့ရှိရင်လည်းအိမ်မက်မက်တယ်ဒါကြောင့်ကျမ်းမာရေးရှုထောင့်ကပြောတဲ့အခါမှာအိမ်မက်ခဏခဏမက်တတဲ့ပုဂ္ဂိုလ်ဟာကျမ်းမာရေးချွတ်တဲ့တယ်လို့ဒီလိုဆိုရတယ်ပေါ့အိမ်မက်တွေမက်ပါများရင်ကျမ်းမာရေးတချို့ကတညာလုံးအိမ်မက်ကြီးကမပြီးနိုင်အောင်မက်နေတဲ့လူတွေလည်းရှိတယ် ခုကောသလမင်းကြီးကတခါတည်းအိမ်မက်မက်တာနဲတာမဟုတ်ဘူးသူမက်တဲ့အိမ်မက်တည်းကလည်းအများကြီးအဲ့ဒီလိုအိမ်မက်မက်တာဟာနံပါတ်1ဓာတ်၄ပါး၆ချားမှုမညီမျှမှုအကြောင်းပြုပြီးတော့လဲမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာလို့ဆိုရင်ဒုတိယအကြောင်းကတော့အနုဘူတပုပ္ပတွေ့ကြုံခံစားဘူးတဲ့ နေစဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့ခံစားချက်တွေစိတ်ထဲမှာစွဲလာတဲ့ခံစားချက်တွေအဲ့ဒါတွေကိုစွဲပြီးတော့ညကြလို့ရှင်အမဲမဲ့တတ်တယ်တွေ့ကြုံခံစားမှုတွေကိုစွဲပြီးတော့မေတ္တာကိုစွဲမဲ့ပေါ့အဲ့ဒီလိုစွဲပြီးတော့မက်တဲ့အမဲမျိုးတွေလေလောကလူတွေဟာမက်လိရှိကြတယ်တဲ့ တတ္တယအချက်ကတော့ဒေဝတောပတံဟာရလို့ပါဠိလိုဆိုတယ်ဒေဝတာဥပတံဟာရဒေဝတာဆိုတာနတ်ဥပတံဟာရဆိုတာဆောင်ပြတာနတ်တွေကနေပြီးတော့အိမ်မက်ပေးတာနတ်တွေအိမ်မက်ပေးလို့မက်တဲ့အိမ်မက်မျိုးတွေရှိတတ်တယ်သူတို့ကအိမ်မက်မက်အောင်စိတ်ဒီပြတာမျိုးတွေရှိတတ်တယ်ပေါ့ အဲ့ဒီလိုနတ်ပြတဲ့အိမ်မက်မျိုးတွေလည်းပဲလူတွေဟာမက်လီမထရှိကြတယ်တဲ့။နောက်လေးခုမြောက်အကြောင်းတရားကတော့ပါတော့စေပုပ္ပနိမိတ်တာ ပုပ္ပနိမိတ်တာဆိုပုပ္ပနမိတ်ဆိုပုပ္ပနမိတ်ဆိုတာမဖြစ်ခင်ကကြိုတင်ပြီး ဖြစ်မဲ့အရာတွေကိုဖော်ညွှန်းတဲ့အနေနဲ့ နမိတ်ပြတဲ့အနေနဲ့မက်လာတာမျိုးတွေဖြစ်တတ်တယ်။ပုဗ္ဗနမိတ်။နောင်ဖြစ်မဲ့အနေထားတစ်ခုဆက်ပြီးတော့မက်လာ။အဲ့ဒါကကြတော့လူတူတယောက်ရဲ့ကုသိုလ်ကြောင့်သို့မဟုတ်အကုသိုလ်ကြောင့်မက်ထားလဲဖြစ်နိုင်တယ်။လောကသားတွေရဲ့ဆက်ဆက်နေတဲ့ကုသိုလ်အကုသိုလ်ကြောင့်လည်းပဲပုဂ္ဂိုလ်တူတယောက်မှလာရောက်ပြီးတော့အကြောင်းထင်ဟပ်ပြီးတော့မက်တာမျိုးတွေလည်းရှိတယ်။ပုဗ္ဗနိမိတ်တာ။ ဖះလောင်းဟာဖះဖြစ်တော့မယ်ဖះဖြစ်ခံနေပြီကဆုံလာပြီအဖိတ်နေညတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ရင်နန်းနဲ့မိုးတော့တက်အချိန်လေးမှာမိကနဲ့ပျော်သွားတဲ့အချိန်လေးမှာအိမ်မက်တိမဲ့ဖူးတယ်အဲ့ဒီအိမ်မကြီး၅မျိုးလို့ခေါ်တယ်မြတ်စွာဘုရားအလောင်းတော်အိမ်မက်မက်တာမဟာဗုဒ္ဓဝင်မှာကြည့်ရင်သိမယ်ပေါ့နော်အဲ့ဒီ ။ဒါနဲ့စောစောအချိန်လေးမှာဘုရားလောင်းဟာတရားဓမ္မကျင့်ရင်းကနေပြီးတော့ကဆုံလားပြီးအဖိတ်နေ။ဒါနဲ့မိုးတော့လင်းရောက်တဲ့အချိန်လေးမှာမိခင်နဲ့ပြောသွားရတာဘာရီမဲ့လိုက်တုံးလို့ဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးကအလွန်ကြီးမားပြီးတော့ဟိမွန်တာတောင်ကြီးပေါ်မှာသူကပလက်လန်အိတ်တဲ့အနေထားမှာဟိမွန်တာတောင်ကြီးကဟိမွန်တာတောင်ကြီးကိုသူကခေါင်းအုံလုပ်ပြီးတော့အုံနေတယ် ဟိမန္တတောင်ကြီးဆိုတာမြောက်ဖက်မှာရှိတာနော်ဟိမန္တတောင်ကိုခေါင်းအောင်လက်တစ်ဖက်ကအရှိသမုဒ္ဒရာလက်တစ်ဖက်ကအနောက်ဖက်သမုဒ္ဒရာခြေနှစ်ဖက်ကတောင်သမုဒ္ဒရာဘောမှာဆန်တန်းပြီးတော့မြောက်ဖက်ကိုခေါင်းပြုတ်ပြီးတော့အိတ်နေတဲ့အနေထားကြီးသူ့ကိုယ်သူ ပြန်ပြီးတော့အိမ်မက်တယ်အဲ့ဒါအိမ်မက်တစ်ခုပဲ ဖျားဖြစ်ခဏဤမှာအိမ်မက်တစ်ခုအဲ့ဒါလိုမက်လိုက်တယ်။ဖျားဖြစ်မဲ့လောကမှာအမျက်ဆုံးပုဂ္ဂိုလ်ဖြစ်မဲ့အနေထားတစ်ခုတရားရုတရားမြတ်ရတော့မဲ့အနေထားအနေနဲ့ဒီဟာကိုမက်တာတဲ့။နောက်တစ်ခုမှာအဲ့ဒါလိုပလက်လန်အိတ်နေတဲ့ချိန်လေးကချက်ကနေပြီးတော့ဒီမျက်ပင်ကလေးနေစာမျက်ပင်လေးဟာပေါက်ထွက်လာပြီးတော့ကောင်းကင်ယံထီအောင် မျက်ပင်ကအပေါ်ထီအောင်တက်သွားတယ်ဆိုတဲ့ဒီအိမ်မက်ကိုလည်းမက်တယ်နောက်တစ်ခါခေါင်းကအနဲ့ပိုးရွာတွေဟာမြတ်စွာဘုရားခြေထောက်ကနေပြီးတော့ပိုးရွာတွေဟာတက်လာတာဒူးစစ်လောက်ထီအောင်ဖုံးသွားတယ်ဒီအိမ်မက်ကိုလည်းမက်လိုက်တယ်ပေါ့နောက်အိမ်မက်မက်တာတော့အရက်လေးမျက်နှာက အယောင်မျိုးစုံရှိတဲ့ငှက်တွေပြန်လာကြအလုံးသူစီကိုဥတီပြန်လာပြီးသူ့ခြေရင်းမှာလာပြီးတော့ငှက်တွေဟာပြန်ပြီးတော့ချကြတယ်ငှက်တွေပြန်ချလို့ခြေရင်းလည်းရောက်ရောအလုံးအယောင်မျိုးစုံရှိတဲ့ငှက်တွေဟာအဲ့ဒီမှာ အကုန်လုံးဖြူသွားကြတယ်ဖွေးဖွေးဖြူဖြစ်သွားတယ်လို့ဒီအိမ်မက်ကိုလည်းမက်တာနော်အဲ့ဒါလို့ဘုရားလောင်းတော်ဟာအိမ်မက်တွေအခုလို့မက်တာဘုရားဖြစ်မဲ့ အတိတ်နိမိတ်အနေနဲ့အိမ်မက်ကြီး၅မျိုးဆိုပြီးတော့မက်ခဲ့ဘူးတဲ့ပေါ့အဲ့ဒါလို့အိမ်မက်ဆိုတာမက်ပြီးတဲ့အခါမှာအခုလို့အကြောင်းမျိုးမျိုးကြောင့်ပုပ္ပနိမိတ်ကြောင့်မက်လာမေတော့မာယာဒေဝီအိမ်မက်မက်တာလဲပုပ္ပနိမိတ်အနေနဲ့မက်တာဖျားလောင်းအိမ်မက်မက်တာလဲပုပ္ပနိမိတ်အနေနဲ့မက်တယ်နောက်ဖျားလောင်းဟာ မစင်းနေအနတ်ရှိတဲ့မစင်တောင်ကြီးအလွန်ရွံစရာကောင်းတဲ့မစင်တောင်ကြီးပေါ်မှာသူဟာလမ်းလျှောက်နေတယ်သို့တော်လည်းသူ့ခြေထောက်ကြည့်လိုက်လို့ရှင် မစင်လူးတာတခုမှမရှိဘူးပတ်ဝန်းကျင်ကြည့်လိုက်ရင်မစင်ပုံလေးကြီးပဲအဲ့ဒီပေါ်မှာသူလမ်းလျှောက်နေတယ်လမ်းလျှောက်နေရတယ်ဆိုတော့အိမ်မက်ကိုလည်းမက်တယ်ပေါ့အလုံး၅ခုမက်တာပေါ့နော်အဲ့ဒါလို့ ဖះလောင်းတော့အိမ်မက်မက်ပြီးနောက်ကဆုံလာပြီနေကြတော့ဖះဖြစ်သူရောက်တော့အဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းအိမ်မက်တွေအရာဖြစ်ပေါ်လာတဲ့အခြေအနေတွေကဆိုပါတော့မစင်ပေါ်မှာလာရှောင်းရတယ်ဆိုတာမြတ်စွာဘုရားကိုကြီးညိုတဲ့လူတွေနတ်တွေကပူဇော်ကြတယ်လှူကြတယ်တန်းကြတယ် အဲ့ဒီလှူတဲ့တန်းတဲ့အရာတွေပေါ်မှာမြတ်စွာဘုရား တွေ့တာမှုတွေမရှိဘူးဆိုတဲ့ဒီတဘာဝကိုဖော်ပြတဲ့အနေနဲ့မစိမ်ပုံတွေပေါ်မှာလမ်းလျှောက်တော့လည်းပဲခြေထောက်ကိုမလှူဘူးဆိုတဲ့အိမ်မဲမဲထားတဲ့အရက်လေးမျက်နှာကအယောင်မျိုးစုံရှိတဲ့ငှက်တွေပြန်ချလာပြီးခြေရင်းရောက်တဲ့ကအလုံးအဖြူဖြစ်သွားတယ်ဆိုတာလူမျိုးအသီးသီးကနေပြီးတော့သာသနာပေါင်းဝင်လာတဲ့အခါမှာအလုံးဟာတသွေးတယ်တညီတယ် သမဏတကြပုဒ္ဓိယဆိုတာမျိုးတပြိတာဝကတွေဖြစ်လာတယ်ဆိုတဲ့အတိတ်နမိတ်ကိုအိမ်မက်မက်တာပဲပေါ့တခါခေါင်းမှာခေါင်းလေးတွေနက်နေတဲ့ပိုးလောက်တွေဟာခြေထောက်ကနေတက်လာတာဒုစိတိဆိုတာဟာတော့လောကမှာရှိတဲ့လူသားတွေဟာမြတ်စွာဘုရားကိုစိတ်ကကိုးကွယ်ကြတယ်ဆိုတဲ့အထိပ္ပယ်ကိုဖော်ပြတာတဲ့ချက်ကနေပြီးတော့ကောင်းရင်ထီအောင် ချက်ကနေပေါက်လာတဲ့နေစာမြေစာမြဲနေစာမြဲကောင်းရင်ထီအောင်တက်သွားတယ်ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုံတရင်တွေတလောကလုံးဟာပြတ်နှံ့ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့တရားတွေလူတွေရောတတ်တွေရောအလုံးသိတယ်ဆိုတဲ့အတိပ္ပယ်ကိုဖော်ကျူးတဲ့အနေနဲ့မှတ်ထားတယ်ဟိမန္တတောင်ကြီးကောင်းအောင်ပြီးတော့အရှိသမုဒ္ဒရာအနောက်သမုဒ္ဒရာလက်နှစ်ဖက်ထား ောင်သမုဒ္ဒရာပေါ်မှာခြေထားတယ်ဆိုတာတရားဥတရားမြတ်တွေရပြီတော့လောကမှာထွတ်ထိပ်တဖျားဖြစ်ရောက်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ကိုမေတ္တာဒီလိုဆိုတယ်